ချောလေးပိုင်ဆိုင်တာဟောအဖေချောတော့ဒါချောတာပေါ့အဖေလည်းဒူးလို့အဖေဒူးလို့ပါဒါပေမဲ့အမီနဲ့ပို့ဒူးပါလေအဲကြောက်ပါလားအကြောက်တာပေါ့တိုင်းသမားကြီးလည်းမိမနဲ့တွေ့မိမနဲ့တွေ့ကြောက်တာဒါကကမိကလေးကမိမလေးကြီးမင်းတာလေဘယ်ကြားရအောင်လို့မစားပိတ်နေတာတခုံးဆိုတခုံးဆိုဟဲ့ဆိုဟဲ့တိတ်ဆိုတိတ်ပဲတော့အိမ်မရင်မဟုတ်ဘူးအပြင်မှာလည်းဒီတိုင်းပဲဒါဆိုဒါပဲအခုခေါနေပြီပြန်တော့မယ် တော့ကျွန်တော်ကတိတ်ဟိုကရိုက်တာကိုညင်းတဲ့ထဲမှာပါဘူးအဓိကခွန်မရိုက်လို့ပဲမရိုက်တာခေါ်ရရင်တော့ဇက်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ရိုက်ပါလေအဲ့တော့ကိုယ်တိုင်ကတော့တိုင်းဆက်နေတာပါเนาะဟုတ်တယ်ကိုယ်တိုင်ကတော့ပေးသက်အဲကျွန်တော်ပြည်သက်အတွက်ရည်ရွယ်ပြီးတော့ပဲအဲကျွန်တော်အဓိကထားလဲဖြစ်တာပေါ့နော်။အော်ဒီကရိုက်တာပေါ်မှာဘယ်လိုရှိဒီကရိုက်တာကတော့ခုနကပြောတဲ့ကန်နပလက်နဲ့ဘူနာစာကိုကျေးဇူးတရားမှာပေါ့။အော်ကျွန်တော်ကိုဒီလိုမျိုးဟိုကရိုက်တာချိန်ပြီးတော့ရေယုံကြည်ကြည်နဲ့ပြည်သက်နောက်ထပ် အာအစ်စ်အစ်စ်တွေကိုရအောင်ဟိုဘုလိုမျိုးရိုက်ကူးပေးတယ်အဲထုတ်လုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်ပြီးတော့ဒီကရိုက်တာကိုမဝင်ဝင်အောင်တွင်တင်ပြတာအမြဲတမ်းမြမောင်ဆိုတဲ့ကရိုက်တာလွတ်မသွားအောင်မော်ဒီတာကိုတခြားထိုင်ကြည့်ပြီးတော့တခြားတင်ပေးတဲ့ဒရိုက်တာထုတ်တင်ထုတ်တကယ်ကိုကျေးဇူးတင်ပါတယ်အပြင်မှာထုတ်လို့ရနေရတဲ့ခါကျတော့ဘာစထရက်မှမဖြစ်ဘူးကိုထုတ်လို့ရနေကိုကကိုထုတ်ရတဲ့ခါကျတော့အားလုံးကကိုနဲ့ပဲဆိုင်တာပေါ့ အပြင်းမထုတ်လိုက်နဲ့သွားတဲ့ခါကျတော့ကြော့ကြော့လေးသွားရမှာလေကိုရောက်ရင်ဟလာအဲအင်းကြီးဝေပေးမဲ့သူနဲ့မိတ်ကလေးပေးမဲ့သူနဲ့ပြန်မလာအကုန်လုံးကအဆင်သင့်လေတော့ရရုံပဲကိုကကိုကြတော့မိတ်ကလေးမလိမ့်နိုင်ဘူးအဝေးစားလဲကိုကကိုခွဲရအဲဆိုအဲ့လိုတော့ဟိုတော်တော်ခွဲပြားတာပေါ့အဲ့ဆိုမင်းသားမင်းသားလိုနေရတယ်အေးဘော်ဘော်အဲ့လိုမျိုးအော်သူကအရှင်ဆိုတာ fighting မပါတာပဲရှိတာလीအဲ fighting တော့ကျွန်တော်မထိုးတာပဲရှိတာ channel ကလေးတွေထိုးကြတယ် ဓိကဇက်အရှင်မယ်ဒီကသူ့မှာရသပေါင်းစုံပါဝင်တဲ့ဇလန်တော်တွေတွေ့ဆိုတော့သိကြတယ်အဆုံးပါတယ်ဇလန်တော်မှာကြည်ရမယ်ပြည်သက်ကဟိုမူရမယ်ရသပေါင်းစုံကြည်ရမယ်ဇလန်တွေလေးပါအဲဒရိုက်တာကတော့ကျွန်တော်ကိုတကယ်ကိုဟိုအကူတယောက်လို့ဟိုသူပြုပြင်ပြောင်းလဲပေးပါတယ်အတူလည်းကျွန်တော်အများကြီးပြောပါတယ်ကျွန်တော်ကိုတော်တော်ပြောင်းလဲပါတယ်ဒီခဏကိုဖြစ်အောင်လဲသူပဲကြည့်တယ်ပြောင်းလဲပေးတယ် ာကျွန်တော်နေသူနဲ့တော့ဆိုနှစ်ကားပေါ့နောက်တစ်ကားမှဆိုရင်အဲ့လိုပဲကျွန်တော်တမူပဲကြားတဲ့ကရိုက်တာမျိုးမြင်ရအောင်ဒီပုံစံတွေဖြစ်အောင်ကိုပဲသူလုပ်ပေးသွားပါတယ်အဲ့အတွက်ထိတင်ထုတ်ဖို့ကျေးဇူးတင်ပါတယ်အခုလည်းမိမဟုတ်လားပြောလိုက်အမှလေးဖြေနေတယ်မိမခဏလေးစောင့်နော်အာခံစားမှုကတော့အမှန်တည်းပြောရရင်တော့ဝမ်းသာပါတယ်ကျေနပ်ပါတယ်ပျော်လဲပျော်ပါတယ်အာဘာဖြစ်ဝမ်းသာတာပေါ့ခုနပြောသလိုဒါလည်းဓာတ်ပုံပဲရှိပါသေးတယ်ပြီးတော့ အာငယ်ပါသေးတယ်ဒါကြောင့်မလို့တချို့ဟာလေးတွေကဟာသူတို့တွေဘာမှမပြင်ဆင်ရသေးဘူးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမလုပ်ရမယ်ဆိုတာလည်းဘာမှမပြင်ဆင်ထားရသေးဘူးအဲ့ဒါလည်းငယ်သေးတော့သိပ်ပြောလို့မရဘူးအခုကျတော့ဝါသနာပါပြောပြီးနောက်ဝါသနာပါခြင်းမှလည်းပါမှာလေခလေးဆိုတာအခုဘောလုံးကန်ကျင်တယ်ခဏနေဘတ်စကတ်ဘောပုတ်မယ်ခဏနေပိတ်ပုံရိုက်မယ်ဒါကတော့အတူစိတ်ကူးထဲမှာရှိတဲ့အတိုင်းပဲသွားနေသေးတာအဲ့တွေ့အသားတို့အနေနဲ့ကျွန်တော်အခုချိန်မှာဘာမှ မပြောချင်သေးပါဘူး။ဒါချောလေးပိုင်ဆိုင်တာ။အော်အဖေချောတော့ဒါချောတာ။အဖေလည်းတူလို့။အဖေတူလို့ပါ။ဒါပေမဲ့အမီနဲ့ပို့တူပါလား။အဲ။အဲ့လိုပြောတာ။အဲ့လိုပြောမှာပါ။ဟုတ်တယ်ပြ။အိမ်မအိမ်ရ။ဟုတ်တယ်အိမ်ကထောင်းခံတယ်။ခုတော့စိတ်မချဘူးနော်။ခုတော့စိတ်မချဘူးခဏခဏဆက်။ဘောပါအောင်ဆက်တယ်ဆိုတာဒီပွဲပြီးတော့လာကြိုးတာ။ကျွန်တော်ကကျွန်တော်ရင်းနှီးချောင်းကနေပြီးတော့အာဒီပွဲလေးကိုလာတက်တာရင်းနှီးချောင်းမှာကျွန်တော်နေလက်တိုင်းသမားဆိုတဲ့ဇလန်တို့လေးတွားရိုက်ပြီးတော့အာဒီပွဲလေးရှိလို့ပြန်လာအဲ့အတွက်သူက ။ရောက်ကြရမတွေ့ရသေးဘူး။အခုလာကြိုးတာ။အကြောင်း။ကြောက်ပါလား။အကြောက်တာပေါ့။တိုင်းသမားကြီးလည်းမိမနဲ့တွေ့။မိမနဲ့တွေ့ရင်ကြောက်လား။ဒါကကမိကြရမိမတွေကြီးမိနေတယ်လေ။ရောက်ကြရအခုလည်းမစားပိတ်နေတာ။အဲ့တော့အဲ့တော့မိမတွေဘယ်လောက်ကြီးဆိုလဲဆိုအဲ့မှာ။ကြီးဆိုတာလားမ။ငိုကြီးဆိုပါဘူးချစ်တာပါ။ဒါပေမဲ့မျိုးသမီးရဲ့စကားနားထောင်ရတယ်ကမမောက်ဆိုတာမှန်။အမေ။ဒီမှာပဲပြောရတယ်။ဘာလို့ MC ကမမမီးတာလဲ။ ။ဒါအမေကိုကျွန်တော်ဖျားမယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဖမ်းပါလေ။အာလောကကြီးမှာဘယ်သူမှမကြောက်ဘူးဆိုရင်ဘာမှဖြစ်ဘူး။အဲဒါမိမောက်ကြောက်တော့အဆင်ပြေတယ်ပေါ့။အဲဒီလိုပြောအောင်ပါနော်။အဲ့လိုနဲ့ထင်ကြတယ်။အတော့အထင်နဲ့မြင်လွဲတယ်။လောကကြီးမှာမြင်တာတော့မသိကြတာဗျာ။ထင်တာနဲ့ဆိုရင်ဘယ်လိုမှမသိကြနိုင်ဘူး။အဲ့ဘလောက်ပဲတက်တယ်မိမတော့ကြောက်ပါလေ။

အကုန်ကိုကြောက်တာအကုန်ကိုကြောက်တာအေးဟာရစိတ်ချမ်းသာစေချင်တာဟုတ်မိမောင်စိတ်ချမ်းသာစေချင်တာဘောပေါ်ကိုကြောက်တယ်ဆိုတာဒါကစကားအရာအာလူတွေဘုံလုံးကပြောကြတာအမှန်တော့ချစ်တာနော်ကြောက်တယ်ဆိုတာကတော့ဘယ်ကြောက်မလဲအဲ့တော့မှမိမပဲကြောက်ဆံမှာမဟုတ်ဘူးအာချစ်တာဘူးကအင်တာဗျူးကဘာဖြစ်မှာမိမကြောက်ဖြစ်မှာလဲမိမအသားလေးကြောက်အသားလေးကြောက်လည်းခုနကကျွန်တော်ပြောခဲ့သလို ော်ဒါငယ်သေးတယ်အဲ့တွေ့သူ့အတွေ့ကျွန်တော်မှဖြည့်စရာစကားဘာမှမရှိသေးဘူးဒါကြောင့်မဖြည့်သေးတာသူတကယ်ထားပါတော့ तू ကအာဇကားတွေရိုက်ဖို့ဝါသနာပါတာမျိုးတရုပ်ဆောင်လုံးချင်တဲ့ခါမျိုးဆိုရင်လေဒါကဒီမီဒီယာကြီးကကျွန်တော်ဟိုးရင်းနေကြောင်းစပြီးတက်လာကြတဲ့ကဟလာဟိုကျွန်တော်တို့ကအရင်တော့ဆိုရင် channel လေးတွေထုတ်ရတယ်အဲ့ရနေမှာအခု media social ခင်ဖြစ်လာတယ်အဲ့ဒီကာလတစ်လျှောက်လုံးပဲဒီမီဒီယာတွေနဲ့ပဲကျွန်တော်တို့တွေ့လာအဲ့တော့ကျွန်တော်သားလက်ထက်ကြတယ်ဒီမီဒီယာတွေနဲ့ပဲတွေ့ရမှာပါ ဲ့တော့သူတကယ်လှုပ်လာပြီဆိုတွေ့ရမှာဒါအခု73နှစ်ကျော်ပေါ့74နှစ်ထဲမှာအဲကြောင့်အရင်ငယ်သေးတော့ဘာမှပြောပြလို့မရသေးဘူးကွာအဲမိမကလည်းအဲ့လိုတွေ့ရမှာဆိုလို့ပဲဝဲမှမလိုက်ဘူးအဲ့လိုတွေသူမဖြေချင်လို့မလိုက်တာအာဘာဖြစ်လဲဆိုတော့မတိကြသေးတဲ့ဇာတ်ကားဖြစ်သွားမှာဆိုတော့ဒါဆိုရှယ်မှာဖြေတဲ့ဇာတ်ကားအတီပဲကျွန်တော်တို့အခုပြောနေတဲ့အချိန်မှာလည်းထိနေသိသိပြောရတယ်အဲစိတ်ထဲမှာရှိတဲ့အတိုင်းပြောလို့မရဘူးဒါဟန်ဆောင်လာတော့မဟုတ်ဘူးဒါပေမဲ့ကိုပြောတဲ့စကားကတသက်လုံးအတီဖြစ်သွားမှာ ဒါကြောင့်မလို့ကျွန်တော်တို့အမှားပါမှာဆိုတယ်ပြောတဲ့စကားတိုင်းဖြစ်မလာဘူးဆိုရင်ဟာနေထူးနေရတယ်ကွာဘာလို့ပြောလဲမသိဘူးကျွန်တော်တို့ပိဿက်ကိုလေးစားတယ်ပိဿက်ကလည်းကျွန်တော်တို့ကိုကြည့်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့စကားတစ်ခုမှားသွားရင်သူတို့တို့လည်းမကောင်းဘူးဆိုတော့ကျွန်တော်တို့တို့လည်းမကောင်းဘူးအဲဒါကြောင့်မလို့ကျွန်တော်တတ်နိုင်တဲ့လောက်မီဒီယာကိုဖြည့်ပြစ်တာလည်းပါတယ်။အဲဒါကြောင့်တတ်နိုင်တဲ့လောက်ကျွန်တော်မိသားစုကြောင့်လည်းမပြောပြတာပါပါတယ်။တကယ်ကျွန်တော်သားတရုတ်ဆောင်လောက်လာခဲ့ပြီဆိုရင်လည်းအခုလိုမျိုးဝင်ရံပေးပါမေးပေးပါ အပ္ပမေ။ဒီနေ့ကတော့ရေနံကြောင်းမျိုးကိုရေးချစ်တယ်ဒီသားရရောရေနံကြောင်းမျိုးကိုချစ်တယ် ဟောသူတို့လည်းချစ်ပါတယ်အဲကျွန်တော်မှမဟုတ်ပါဘူးဟောညီမလေးဆိုရတာရန်ကုန်ကလားဖေးရလားဖေးနေရလားပြန်မေးရပါအော်ရန်ကုန်ဝဲပြည်အဲ့တော့ညီမလေးကဘယ်နေရာပို့ချက်လဲပြန်မရဘူးဟုတ်တယ်မလားအဓိကအာကိုယ့်ရဲ့မွေးရဲ့ဇာတိကိုမမေ့အပ်ဘူးတဲ့ဒါကြောင့်လဲကျွန်တော်မမေ့အပ်တဲ့မွေးရဲ့မြေဆိုပြီးတော့ကျွန်တော်ကျေတုံယူရှင်နာမှာကြိုက်ကူးပြသထားအာအပေးလိုက်အောင်နော်အဲ့ဒါဆိုရင်မြို့ဘယ်လောက်ချက်လဲဆိုတာသိပါမယ် ်အဲဒါကြောင့်ညဝင်လာဟုတ်တယ်ဒီမြဇကာလေးကကန်နယ်ဘလက်ကနေပြီးတော့6လပိုင်း16ရက်နေ့မှာစတင်ပြသမှာဖြစ်ပါတယ်အဲ့တွေကျွန်တော်တို့အနုပညာသမားတွေတိတိမကကောင်းတဲ့ဇလန်းနေရိုက်ကူးလို့ရအောင်ရိုက်ကူးခွင့်ရှိအောင်ပိတ်သက်တရားလည်းငွေရင်း channel ဖြစ်တဲ့ကန်နယ်ဘလက်ပြီးတော့ကျွန်တော်တို့အနုပညာသမားတွေရိုက်ကူးထုတ်လွှင့်ပြသတဲ့ငွေရင်း channel တွေရပဲအားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေအနည်းညွန့်တောင်းပန်ပြီးတော့ပြောပြရမယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ ဗီဒီယိုခစ်မှာလည်းဒီ COVID တွေကြောင့်ကျွန်တော်တို့မိညာသမားတွေအလုပ်ရောက်ခဲ့ပြီးသွားပြီအခု social ခစ်မှာလည်းအခုလို Telegram တွေ TikTok တွေမှာစကားတွေကိုကိုယ် like လေးရဖို့ follower လေးရဖို့အတွက်မလုပ်ခဲနဲ့ကျွန်တော်တို့အလုပ်ပညာသမားတွေစာဝင့်နေရေးအလုပ်အကန့်ခွင်လန်းအဆင်ပြေချုံးမွေးဖို့အတွက်တကယ်ကိုအလုပ်ပညာသမားတွေကိုချစ်ခင်မြတ်လို့တကယ်အမှန်ကန်အားပေးစီချင်ပါတယ်ဒါကြောင့်မူရင်း channel တွေကိုပဲကြည့်ရှုအားပေးကြပါ ။အတချို့ကဒီ like တွေ follower တွေများရင်သူတို့ကဗာပြန်လုပ်လဲဆိုတော့အဲ့ဒါတွေကိုပြန်ရောင်းစားတယ်။အဲသူတို့ကဒါလေးရောင်းစားပြီးတော့သူတို့စာဝတ်နေရင်ဖြည့်ရှင်းတာမှန်ပြီမဲ့အဲသူရဲ့တူဦးတယောက်အတွက်ပဲဖြစ်နေတယ်။ဒီအမှုပညာကြတော့ကျွန်တော်တို့အမှုပညာကိုမိခိုးနေတယ်ဟိုဆက်အဖွဲ့ဒီတို့မှန်တို့ကနေစပြီးတော့ဟိုကဆက်ခန်းတော့ make up အများကြီးပဲဗျာလူပေါင်းများစွာရဲ့စာဝတ်နေရင်ဖြစ်ပါတယ်။အဲ့အတွက် နားလည်ပြီးတော့ဒီမီဒီယာတွေအကုန်လုံးကလည်းကျွန်တော်တို့ဝိုင်းဝန်းကူညီပြီးတော့ဒါလေးကိုလည်းတိချာ highlight လေးလုပ်ပြီးတော့ပြောပြစီချင်တာပဲပြီးတော့ wine လည်း share ပေးစီချင်ပါတယ်အဲဘယ်ဇက်ကပဲပြပြပါမူရင်း channel ကိုအားပေးပါ